မင်္ဂလာပါရှင်ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ဒလမြွနယ်တွင်စာဖက်ချိန်မြင့်တင်ရေးနယ်လဲစာကြည့်တဲ့ဟော့ပြောပွဲဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်။ရှယ်ကုန်တိုင်းဒေသကြီးဒလမြွနယ်တွင်ရှိចောင်းသားចောင်းသူများចောင်းစာပြင်ပြင်ပဘူးတုဒ္ဒစာပေများပုံမှုဖတ်ရှုလေ့လာစေရန်စာပေဖတ်ရှုခြင်းဖြင့်အသိပညာဘူးတုဒ္ဒများရရှိစေရန်ရည်ရွယ်၍စာဖက်ချိန်မြင့်တင်ရေးနယ်လဲစာကြည့်တဲ့ဟော့ပြောပွဲကိုဒီဇင်ဘာ၄ရက်နေ့နဲ့၁၀နာရီကသူကြီးကျေးရွာရှိအမှတ်ရှိအခြေခံပညာအလဲရန်ကျောင်းတွင်ပြုလုပ်ကြောင်းသိရပါသည်။ ရှေးဦးစာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့အဖွဲ့ဝင်ဦးရွှေလိုင်းကအမှစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တီတာဝင်းကစာပတ်ရှင်မြင့်တရေးနေလဲစာကြည့်တဲ့ဟောပြောဝဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်နဲ့စာပေဖတ်ရှုရခြင်းရဲ့အကျိုးကျေးဇူးများအကြောင်းအသိပညာပေးဟောပြောပါရယ်အဒီနောက်ကျောင်းစာကြည့်တဲ့များဖွံ့ဖြိုးတိုးတက်စေရန်အတွက်သုတရတစာအုပ်များကိုကျောင်းဆရာမကြီးဒေါ်နီနီဆိုအားလှူဒန်းပြီးကျောင်းဆရာမကြီးကကျေးဇူးတင်စကားပြန်လည်ပြောကြားပါရယ် အဆိုပါစာဖတ်ချိန်မြင့်တရေနယ်လဲစာကြီးတဲ့ဟောပြောဝဲသူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့အဖွဲ့ဝင်ဦးရွှေလိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုနှင့်ဝန်ထမ်းများရပ်ကွက်အုပ်ချုပ်ရေးမှုများနှင့်ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်းအင်အားတရာဦးတယောက်ကြပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားတဲ့ဝိရစေဝအန်ရဲ့ဒါစီကာကိုရေးဆိုင်ရာအသိပညာပေးနေရက်စာဆောင်များကိုစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်းသိရပါရဲ့ရှင်။ဒီတဲ့ရင်ကိုတော့ရရင်သူကပြဖို့လာတာပါ Thank you.